မင်းအောင်လာချက်ချင်းမသိဘူးနော်မင်းအောင်လာတချို့ကဆရာမပြောမဲ့လူတယောက်ကသူများတက်လို့တည်တဲ့ကံပါတဲ့လူကသူများတက်လို့တည်ရတယ်ဟဲ့ဟိုကြီးဟယ်လိုကျွန်တော်ရဲ့ချင်းမစီနေတဲ့ငွေချင်းများအလုပ်ပဲမင်္ဂလာပါခဗျကျွန်တော်ရဲ့ YouTube channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့နောက်ဆက်ရမယ့်သတင်းကတော့ဒလင်းတော်ကြီးမြို့မှာရှိတဲ့ခမရ988ကိုဒရုန်းနဲ့ဝင်ကျဲခဲ့တဲ့ဗီဒီယိုဖိုင်လေးကြည့်ရမှာပဲဖြစ်ပါတယ်လာတူပဲဆရာမ မြတ်ကြခင် ပြောထားတဲ့ယုတ်နာဖိုက်ကိုလည်းကျွန်တော်တို့နားဆင်ရမှာပဲဖြစ်ပါတယ်။ဆရာမမြတ်ကြခင်မင်းအလိုက်ကိုဘယ်နှစ်ဘယ်ရက်ဘယ်လိုမျိုးဖိမဲ့ပုံစံနဲ့ပြောထားခဲ့လဲဆိုတော့ကျွန်တော်တို့စိုက်ပြီးတော့နားဆင်ကြည့်ကြရအောင်။မင်းအောင်လားချက်ချင်းမသိဘူးเนาะမင်းအောင်လားတချို့က ်ဆရာမပြောမယ်လူတယောက်ကသူများတက်လို့သေးတဲ့ကံပါတဲ့လူကသူများတက်လို့သေးရတယ်သူများတက်လို့သေးတဲ့ကံမင်းအောင်လိုင်မှာမပါဘူးမပါဘူးသူ့ကိုယ်သူတက်သေးလို့လည်းမရဘူးမရတော့မင်းအောင်လိုင်ကအိယာထဲမှာမလုံနိုင်မကြိုက်နိုင်နဲ့ပက်လက်လှမ်းပြီးယောဂဝေဒနာကိုခံစားရမှာအဲ့ဒီလိုလေးကြားလိုက်တာနဲ့ကျွန်တော်ရဲ့ညီကိုမော်နမတွေအစိတ်ထဲမှာဘယ်လိုဖြစ်သွားသလဲဆိုတာကိုကွန်မန့်ထဲမှာတစ်ချက်လောက်ရေးခဲ့ပေးပါနော်ကျွန်တော်ရေးထဲမှာတော့ဝမ်းသာတယ်လို့ပဲခံစားရတာပေါ့နော် တာတနှစ်လောက်ခံရမှာအဲ့ဒီယောဂါเนาะခန္ဓာကိုယ်တစ်ခုလုံးကနာကျင်ပြီးတော့ကိုယ်ကိုယ်ကိုလည်းတက်သေးလို့များကိုယ်ကိုယ်ကိုယ်လည်းမလုံနိုင်မှန်းအဲ့ဒီယောဂါတနှစ်လောက်ခံအောင်ပါတကယ်မဖြစ်တာဖြစ်တာလားအတာတာကျွန်တော်တို့ဒီလိုမျိုးတန်ကြားလိုက်တာနဲ့အရင်ထဲမှာလှဲ့လိုက်လဲလဲကိုဘယ်လိုပြောရမလဲအဲပီတိဖြစ်တာပေါ့နော်ခံပြီးလို့ရှင်သေသွားရင်တော့မှချက်ချင်း ချက်ချင်းငရဲကိုမရောက်ဘူးဟာနော်မင်းအောင်လန်းသိရင်ချက်ချင်းငရဲမရောက်ဘူးတဆေကြီးဖြစ်မှာဩနော်ဆီယမဒါဟောထားပြီးသားသုံးဘွားသားတော်ခေါ်ထားတယ်တဘွားသားတော်မဟုတ်ဘူးနော် Oh my god တဘွားသားတော်မဟုတ်ဘူးတဲ့နော်သူဘွားသားတော်ဟောထားခဲ့တဲ့တကယ်မှန်လားမမှန်ဘူးလားတော့မသိဘူးပေါ့နော်နောက်ကြည့်ကြရဲ့စောက်ကြည့်ရတာပေါ့နော်တဆေကြီးဖြစ်မှာအဲ့ဒီတဆေကြီးဖြစ်လို့ရှိရင်လေ ူများတွေကညောင်မင်းသက်စီဝေးလေးလေးမင်းအောင်လိုင်းအဲ့ဒီလိုမဟုတ်ဘူးမင်းအောင်လိုင်းသက်စီဂလေးတချီဂလေးတချီသက်စီပြစ်မှာနော်သူလေနဲ့ဘုံကျဲခဲ့တဲ့သူတွေနော်အဲသူသူကြောင့်ဒီတိုက်ပွဲမှာသူသူတွေကသူ့ကိုနော်ဤမျိုးစုံမျက်လုံးတွေနှုတ်လက်တွေဖြုတ်နော်အဲ့ဒီလိုမျိုးနေ့တိုင်းစားအောင်မှာ နော်အဲ့ဒီလိုမနေ့တိုင်းနှိမ့်ဆက်အောင်မှာအဲ့ဒီဓာတ်ကိုမင်းအောင်လဲအဲ့သစီဘွားနဲ့ခံရအောင်မှာနော်သစီတော့မှရိုးရိုးသစီမဟုတ်တညောင်းမင်းသစီရနေစရာရှိတယ်ညောင်းမင်းမှာမင်းအောင်နိုင်သစီရဂလေးတချေသစီဆိုတော့နေစရာမရှိဘူးဂလေးကချေသစီဘွားနော်မဲမဲတောက်ရမဲမဲသူ့ကိုကျွေးမဲ့လို့မရှိဘူးအဲ့ဒီလိုသစီဘွားမှာနေရမှာနော်အဲ့ဒီလိုသစီဘွားနေလို့ရှိရင်လေသူ့သားသမီးသူ့မိသားစုကသူ့ကိုရက်လက်စုံတို့လို့မရဘူး နော်ရက်လက်ဆုံးတွင်ရင်လဲသူကတာရုမခေါ်နိုင်တဲ့ဘဝမှာရှိမှာနော်ပိတာဖြစ်မှာပေါ့နော်အဲ့ဒီဘဝဖြစ်မှာအဲ့ဒီဘဝနေမှာဝွကျွေးကျွတ်သွားပြီးဆိုရင်ထပ်ပြီးတော့တဆေကြီးဘဝနဲ့ထပ်သေးမှာ တေတော့ကြတာဟိုအဝေစီငရဲကိုကြာမှာနော်ငရဲရှစ်ထက်ငရဲကြီးရှစ်ထက်လို့ကြာဘူးလေဆရာမတော့မရောက်ဘူးနော်ဒါပေမဲ့ငရဲကြီးရှစ်ထက်လို့ကြာဘူးလေဒါပေမဲ့မင်းအောင်လိုင်ကိုငရဲပြည်ရှစ်ထက်ကလက်မခံဘူးလက်မခံဘူးလက်မခံဘူးဘာဖြစ်လို့တော့အဲ့ဒီငရဲပြည်မှာအာနာထက်သိမ်မှာစိုးလို့ငရဲမင်းကလက်မခံဘူးနော်အဲ့တော့မင်းအောင်လိုင်တွေတီးတန့်ငရဲရှိတယ်အောင်မလေးအာနာထက်သိမ်မှာစိုးလို့လေငရဲပြည်မှာတော့ဒီကလှောက်ပေးမဲ့ပုံမပောက်ဘူးနော်အဲ့ဒါဆိုရတော့ ဖို့ငရေပြီးရှစ်ထက်မှာမသီးတတ်ငရေရှိရအဲ့ဒီမှာခံရမှာเนาะအဲ့ဒီမှာခံလို့ရှိရင်တော့မှတခါတည်းပြောမယ်เนาะဆရာမတို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေမှာကံကြီး၅ပါးရှိတယ်เนาะအဲ့ဒီကံကြီး၅ပါးကိုကျူးလွန်တဲ့သူတွေကနောက်ဖျားပွင့်လို့ရှိရင်တော့မှ မကြွဟိုမင်းနောက်နောက်ဖျားပွင့်တာတော့မှမကြွလို့ဘူးဖြစ်နေမှာပေါ့เนาะ မြောင်လိုင်းလက်အောင်မှာရှိနေတဲ့တက်မတော်သားတို့ဆီယမဒါနောက်ဆုံးပြောချင်းဖြစ်တယ်နော်ကဲကဲမြောင်လိုင်းလက်အောင်ဒါမင်းအောင်လိုင်းလက်အောက်ခံလေးကို ပြောထားတဲ့အပိုက်လေးပေါ့နော်ခုနကကြတော့မင်းအောင်လိုင်းကိုပြောထားတဲ့အပိုက်လေးပေါ့နော်ကဲဆက်ပြီးတော့ဆက်ပြီးတော့နောက်ထပ်ကြည့်လိုက်အောင်မှာရှိနေတဲ့တက်မတော်သားတွေမြန်မာနိုင်ငံမှာမင်းအောင်လိုင်းလက်အောက်မှာရှိနေတဲ့တက်မတော်သားတွေအားလုံးဆီယမဒါနောက်ဆုံးပြောမယ်နော် မင်းတို့တခါတော့ပြမယ်မင်းအောင်လိုက် လက်အောင်မှာမင်းအောင်လိုက်ခိုင်းတာလှုပ်ပြီးမင်းတို့ရှေ့တန်းမှာသွားပြီးတိုက်မယ်ဆိုလို့ရှိရင်မပူနဲ့မင်းတို့အကုန်သိမှာမင်းတို့ကြိုက်တဲ့ကြိုက်တဲ့ဟုတ်အသိမှမဟုတ်ဘူးအသိကိုသိမှာတဲ့ရေရကြိုက်တဲ့အဆောင်ဆောင်မင်းတို့သိမှာဟုတ်တယ်နော် BDA တွေရောတိုင်းရင်းသားတွေရောဒီတော်လိုင်းလှုပ်နေရောလူလူတွေအကုန်လုံးသိလားပြည်သူလူထုအကုန်လုံးမင်းတို့ဒီဘဝမပြောနဲ့နောက်ဆက်ဘဝလည်းမနိုင်ဘူးနောက်ဘဝတရားလည်းနိုင်မှာမဟုတ်ဘူးသိလားမင်းတို့အသက်ဒီဘဝစာမဟုတ်ဘူးနော်ဆယ်ဘဝဆယ်ဘဝအထိဆယ်ဘဝစာအထိ ဟောလိုက်တဲ့ဆရာမကြီးပေါ့နော်တကယ်ဖြစ်လာမဖြစ်လာတော့မသိဘူးပေါ့စောက်ကြည့်အောင်ပါမနော်တေယုံမရှိမှာနော်အဲ့တော့မင်းအောင်လိုက်လဲအောင်မနေမလားပြည်သူရင်ခွင်ခိုးလုံးမလားကိုယ့်အကူစဉ်းစားနော်အေးမင်းအောင်လိုက်လဲအောက်မှာနေပြီးရှေ့တန်းရောက်ရင်တိုက်မှာပဲဆိုမပူနဲ့တေယိုသေးမှာမင်းကြိုက်တဲ့အဆောင်ဆောင်နော်ဆရာမမြတ်ကြခင်ပြောရင်ပြက်တယ်နော်ဆရာမပြောတဲ့ဟာမယုံကြည်ပွဲတိုင်းရှုံးမှမင်းတို့ဒီဘဝမဟုတ်နောက်ဆက်ဘဝတော့မင်းတို့ပြည်သူ့ကိုမနိုင်ဘူးကြားလားဒါဒီဗီဒီယိုကတော့နင်းတိုင်မြို့နယ်မှာရှိတဲ့ ခမရ988တရေကိုမလတရေနေ့မနေ့ပိုင်းမှာရုံးနဲ့ကြဲခဲ့တဲ့ဗီဒီယိုလေးပါကဲဆက်လက်ပြီးတော့ရှူစောလိုက်အောင်ဘယ်လိုခြေနေရှိလဲဆိုတာတဲ့ကိုကြားတယ်နော်

ညီညီတက်တက်ညီညီညွန့်ညွန့်နဲ့လှုပ်ရှားနေတာကိုတွေ့ရပါတယ်။ဟဲ့။ဟဲ့။ Sorry ။ ဲကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလိုပါပဲအစိုးတိကြည့်ရှုအားပေးကြတဲ့တယောက်ချင်းစီကိုလည်းသူပဲကျေးဇူးတင်ပါတယ်လို့ဒီကနေ့ပြီးပြောချင်ပါတယ် subscribe မလို့ရသေးဘူးဆိုရင်လည်း subscribe လေးလုပ်သွားပေးကြပါဦးလို့ဒီဗီဒီယိုလေးကိုလည်းဝိုင်းဝပြီးတော့ share ပေးကြပါဦးလို့ထပ်မှာပြီးတော့ဆို ပြရစေခဗျအားလုံးကိုကျေးဇူးတင်ပါတယ်